Minnesota police say it's a motivated shooting. American ပြည်တော်စု Minnesota ပြည်နယ်ရဲ့အမျိုးသမီးလွှတ်တော်အမတ် Melissa Hoffman ဟာ Brooklyn Park မြို့ကသူ့နေအိမ်မှာပဲရဲရောင်ဆောင်တို့ကတရက်နဲ့ပြစ်ခတ်လုပ်ကြံလိုက်လို့သိဆုံးသွားပါတယ်။ဒီလုပ်ကြံမှုဟာနိုင်ငံရေးရည်ရွယ်ချက်နဲ့ပြစ်မှတ်ထားလုပ်ကြံမှုလို့ပြည်နယ်အုပ်ချုပ်ရေးမှူး Tim Walls ကပြောပါတယ်။သူ့ရဲ့ခင်မုန်းဖြစ်သူ Mark ကလည်းအဲ့ဒီပြစ်ခတ်မှုမှာပဲသိဆုံးပါတယ်။စီနေအမတ်တူဖြစ်တဲ့ John Hoffman နဲ့သူစနီး Eva တို့လည်း ချမ်ပလင်မြို့မှာရှိတဲ့သူတို့နေမှာအလားတူတိုက်ခတ်ခံရပြီးဒဏ်ရာရရှိခဲ့ပါတယ်လို့ပြည်내အုပ်ချုပ်မှု boss ကပြောကြားခဲ့ပါတယ်။လုံခြံသူဟာရဲရရှိအသွင်ရောင်းဆောင်ထားတဲ့သူဖြစ်ပြီးရဲတွေနဲ့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ထွက်ပြေးသွားခဲ့တယ်လို့အာဏာပိုင်တွေကပြောပါတယ်။သူကားထဲမှာလည်းအမတ်တွေကိုပြစ်မှတ်ထားကြောင်းဖော်ပြထားတဲ့စာရွက်တွေတွေ့ရှိခဲ့ပါတယ်။ FBI နဲ့ဒေသခံရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးပြည်내မှာလည်းလုံခြုံရေးစီမံတွေတိုးမြှင့်ထားပါတယ်။တည်ဆုံသွားတဲ့ Melissa Hartman ဟာ အရင်ကမန်နီဆိုရာပြည်နယ်အောက်လွှတ်တော်ဥက္ကဋ္ဌတူလည်းဖြစ်ခဲ့ပါတယ်။ပြည်နယ်အုပ်ချုပ်မှုကနိုင်ငံရေးအကြမ်းဖက်မှုကိုပြက်ပြက်သားသားရှုံချခဲ့ပြီးလက်ရှိအချိန်မှာဆန္ဒပြပွဲတွေကိုရှောင်ရှားကြဖို့ပြည်သူတွေကိုတိုက်တွန်းထားပါတယ်။အမေရိကန်နိုင်ငံတဝန်းကခေါင်းဆောင်တွေကလည်းဒီတိုက်ခိုက်မှုကိုရှုံချခဲ့ကြပြီးတရားမျှတမှုအတွက်တောင်းဆိုနေကြပါတယ်ခင်ဗျာ။